ကလေးတွေတောင်မှလဲကြခြင်းစီကနေလမ်းလျှောက်ခြင်းကို လေ့လာနိုင်ခဲ့သေးတာပဲကိုလည်းလဲကြပြီဆိုရင်လမ်းလျှောက်နိုင်လို့လေ့လာရမယ်အသားတွေကိုစားနေတဲ့သွားတွေကပါဇက်ထဲမှာရှိတယ်လူတွေကိုစားနေတဲ့သွားတွေကတော့လူတွေရဲ့စိတ်ဝိညာဉ်ထဲမှာရှိတယ်ဒီတော့ကိုယ့်ရဲ့စိတ်ဝိညာဉ်ကကိုယ်ကိုပြန်မစားဘူးလို့နေကကဘာမြကြီးကို အလင်းရောင်ပြီးဖြန့်ချက်ပြီးဘခုတုတ္တကတော့ လူသားတွေအပေါ်မှာအလင်းရောင်တွေဖြာချပေးတယ်။အကျိန်တရားကြားတာထက်တကြိမ်မြင်လိုက်ရတာက ပိုကောင်းတယ်။တူညီတဲ့ခေါင်းပေါ်မှာအတူတူအိတ်နေကြပေမဲ့မတူညီတဲ့အိမ်မက်တွေရှိကြသေးတာပဲ။ကို့မှာလည်းမတူညီတဲ့အိမ်မက်တွေမခွင့်ရှိအောင်။ကိုစင်းရတာကိုဖုံးကွယ်ထားတဲ့သူဟာချမ်းသာတာမဟုတ်ဘူး။ဒါပေမဲ့ ကိုဟာဆင်းရဲကြောင်းအမြဲတမ်းညှိတွားနေတဲ့သူဟာလဲချမ်းသာလာမှာမဟုတ်ဘူးကိုဆင်းရဲတာကိုသိပြီးတော့မှကြိုးစားတဲ့လူသားလည်းချမ်းသာလာမှာနောက်လိုက်တွင်မပျော်မရှင်ဖြစ်နေရင်တော့ကိုဟာပျော်ရွှင်တဲ့ခေါင်းဆောင်မဖြစ်နိုင်ဘူးစာကလေးညာကလေးတွေကိုကြည့်ပါ စာကလေးငှက်ကလေးတွေတောင်းသူ့ရဲ့အတိုက်ကိုသူတို့ရှိတဲ့ခွန်အားနဲ့ကာဝယ်ကြသေးတာပဲကိုလည်းကိုမှ ရှိတဲ့အရာတွေကိုပိုင်ဆိုင်ထားတဲ့အရာတွေ ကိုမိသားစုကိုအတိုင်းဝိုင်းကကာကွယ်နိုင်အောင်ကြိုးစားရမယ်မှတ်ထားပါမြေရီပင်လယ်ရီဆိုတာကမိုးဆက်ကလေးတွေနဲ့စတင်ခဲ့ရတယ်အဲ့လိုပဲချမ်းသာကြွယ်ဝမှုကြီးတွေမှာလည်းတည်တည်တော်ဝင်ငွေလေးတွေတည်တည်တော်ငွေလေးတွေနဲ့စခဲ့ရတယ်ဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆူမြတ်တာဖြစ်ပါတယ်ကျွန်တော်ရဲ့လူငယ်တွေနဲ့မိတ်ဆွေတွေဟာလည်းနေ့တစ်နေ့ကိုပြုလို့ရှိရှင်နေဖြစ်တဲ့ရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိပါစေ။ จนเนาุดต้องพี่วานี้จนเนรอกคุณยังไม่ออกมาครับเน